ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာမက်စလာ28ရက်ကလုခဲ့ခဲ့တဲ့အင်အားပြင်းကလေးရင်ကြောင့်နိုင်ငံတော်စည်ရင်းစစ်ရုံး SAO အနေနဲ့အဆောက်အအုံပြုကြမှုနဲ့ပတ်သက်ပြီးစစ်စစ်ဆက်ဆက်စုံစမ်းစစ်ဆေးဖို့ဝင်ကြီးချုပ်ပေတုံတန်က AB တရက်မှာအမိန့်ထုတ်ပြန်ခဲ့တယ်လို့တနေ့ရှင်းမှဖော်ပြခဲ့ပါတယ်။မက်စလာ28ရက်ကငလျင်လုခဲ့မှုကြောင့်ဘန်ကောက်မြို့ချာတူချက်ရက်ွက်ရှိအထက်30အမြင့်ရှိဆောက်လုပ်ဆဲအဆောက်အအုံပြုကြခဲ့ပြီးဒဏ်ရာရသူတွေတိတ်ဆုံးသူတွေနဲ့ပျောက်ဆုံးသူတွေအများအပြားရှိခဲ့ပြီးနောက်ပေတုံတန်ကအဲ့ဒီလိုအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ဝင်ကြီးဌာနအများအပြားအဲ့ဒီအဆောက် အောင်ပြောကြားတဲ့အဖြစ်အပျက်ကိုဆွေးနွေးခဲ့ကြောင်းပေတုံတန်ကအပတ်စဉ်ပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာပြောကြားခဲ့ပါတယ်။အစိုးရအဖွဲ့အစည်းအဝေးမှာတာဝန်ရှိသူတွေကစီမံချက်တွေကိုအဆိုပြုခဲ့ပြီးစားလို့ရေးလုပ်ငန်းတာဝန်ယူတဲ့ကုမ္ပဏီကိုအမြန်ဆုံးစုံစမ်းစစ်ဆေးမယ်လို့ပြောကြားခဲ့ပါတယ်။အလားတူအဖြစ်ဆိုမျိုးထပ်မဖြစ်စေဖို့အဲ့ဒီကုမ္ပဏီကိုပေးထားတဲ့စားလို့ရေး project အားလုံးကိုစစ်ဆေးမှုတွေပြုလုပ်ဖို့ဝန်ကြီးဌာနတွေအားညွှန်ကြားထားကြောင်းပေတုံတန်ကပြောကြားခဲ့ပါတယ်။စားလို့ရေးမှာအသုံးပြုတဲ့စံချိန်မမီတဲ့တမဏိတွေဟာလုံခြုံရေးနဲ့တိုက်ရိုက်သက်ဆိုင်လာကြောင်းစုံစမ်းစစ်ဆေးမှုတွေပြု ုလုပ်မည်ဖြစ်ကြောင်းဖေဒုံတန်ကအတည်ပြုခဲ့ပါတယ်။ဒါဟာအဆောင်အုံတစ်ခုတည်းထိခိုက်တာမဟုတ်ဘဲထိုင်းနိုင်ငံရဲ့ပုံရိပ်ကိုပါထိခိုက်စေတဲ့အထင်ကြီးဖြစ်ရတစ်ခုဖြစ်ပါတယ်။ပြည်သူတွေကိုရှင်းရှင်းလင်းလင်းဖြေရှင်းပေးရမယ်လို့သူကပြောကြားခဲ့ပါတယ်။အထူးဆောင်စမ်းစစ်ဆေးရေးဌာနဟာအဲ့ဒီဖြစ်စဉ်ကိုအထူးဆောင်စမ်းစစ်ဆေးရမယ်အမှုအဖြစ်သတ်မှတ်ထားကြောင်းလည်းဖေဒုံတန်ကဆိုပါတယ်။အစိုးရဟာခီးသွားတွေနဲ့ယင်းနှမြုံနယ်သူတွေအကြားယုံကြည်မှုတိုးမြင့်လာစေဖို့လှုံ့ဆော်နေကြောင်းနိုင်ငံသားရေးခီးသွားလာရေးနဲ့အကစားရေးဝန်ကြီးတွေကအဲ့ဒီအဆောင်အုံပြောကြားမှုဖြစ်စဉ်ကိုခီးသွားကဏ္ဍယင်းနှမြုံနယ်မှုကဏ္ဍတို့နဲ့တက်ဆိုင် ုင်မှုမရှိသေးပဲတရားပြစ်စင်အဖြစ်ခွဲခြားထားကြောင်းပေတုံတန်းကပြောကြားခဲ့ပါတယ်ပြောကြားခဲ့တဲ့အဆောက်အုံကိုထိုင်းနဲ့တရုတ်တို့ကအကျိုးတူပူးပေါင်းပြီးဆောက်လုပ်နေပေမဲ့လည်းစုံစမ်းစစ်ဆေးမှုဟာနိုင်ငံသားအရေးကိစ္စမဟုတ်ပဲတာဝန်ခံမှုအပိုင်းကိုသာအာရုံစိုက်မယ်ဖြစ်ကြောင်းထိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်